ကယ်ဒမီပေးပွဲတရားဖို့တွင်စပွန်ဆာလုံးဝမရှိဘဲသိန်း၈000ဘောလောက်ထိတုံးပြူသွားမိဆူရှိုင်းအလုံးမင်းမင်္ဂလာပါရှင်ဘာမဆယ်လီကနေပြန်လေးကြိုဆိုလိုက်ပါရင်ဆူရှိုင်းကတော့တခစ်တခါတော့ကဘီယိုဇကာပေါင်းများစွာမှာပါဝင်တည်ဆောင်ခဲ့ရတဲ့ဝိုင်းရည်တည်ဆောင်တူဖြစ်ပါရင်နောက်ပိုင်းမှာဆိုရင်ဆူရှိုင်းဟာဒုက္ခရှောက်လုံးလို့စောင်းဝင်နေတဲ့အတွက်တောင်မှ အခက်အခဲဖြစ်နေရတယ်ဆိုပြီးတော့ငိုရိုပြောခဲ့တာကြောင့်လူတွေကဝိုင်းတနာခဲ့ကြပါသေးတယ်။ဒါပေမဲ့မကြသေးခင်ကတမိုးကြီးဝက်စားတွေကိုပဲဝေယူဝစ်စင်ကတင်းရပေါင်းများစွာတမိုးရှိတဲ့ဝက်စားတွေကိုဝေယူပိုင်ဆိုင်ထားတယ်ဆိုတဲ့ဆူဆိုင်ကြောင့်ပရိသတ်တွေလည်းမျက်စိလည်ခဲ့ကြရပါတယ်။အခုဆိုရင်ဆူဆိုင်ဟာအကယ်ဒမီပေးပွဲကိုတက်ရောက်ဖို့အတွက်ဖိတ်ကြားခြင်းခံထားရပါတယ်။ဆူဆိုင်ကလည်းသူမကိုလေးလေးဆဆနဲ့ခုလိုဖိတ်ကြားတာကိုအတိမဲ့ပြုတဲ့အနေနဲ့အကယ်ဒမီပေးပွဲကိုတက်ရောက်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဆူဆိုင်ဟာအကယ်ဒမီပေးပွဲတက်ရောက်ဖို့အတွက်ဝစ်စင်နာကိုသူများတွေလိုတော်ရုံ တန်ရဝက်စားတွေနဲ့ဝက်ဆင်သွားမှာမဟုတ်ပါဘူး။တန်မိုးကြီး branded ဝက်စားတွေကိုပဲရွေးချယ်ဝက်ဆင်တက်လိရှိတဲ့သူမရဲ့ပုံရိပ်ကိုထိန်းသိမ်းတဲ့အနေနဲ့တန်မိုးကြီးဝက်စားတွေကိုပဲဝက်ဆင်သွားဖို့အတွက်စီစဉ်ထားပါရည်။ဒီလိုဝက်ဆင်ရမှလည်းဆူရှိုင်းဟာခြားသောနုပညာရှင်တွေလိုမျိုးဘသူစီကမှာစပွန်ဆာယူရာမျိုးမလုပ်ဖဲနဲ့သူမရဲ့ကိုပိုင်ငွေကြေးတွေနဲ့သာဝယ်ယူစင်မြဲတော့မှာဖြစ်ပါရည်။ ။ဆူရှိန်ဟာအကယ်ဒမီပေးပွဲတွေအတွင်းဝက်စားတွေဖြင့်သိန်း100ကျော်တဲ့ဂျေလုံကြီးနဲ့သိန်း300ကျော်တဲ့အင်ဂျီတို့ကိုဝစ်ဆင်သွားမှာဖြစ်ပါရည်။လောဝရှန်နာတွေကိုလည်းသိန်း9000ကျော်တန်ထိဝစ်ဆင်သုံးပြုသွားမှာဖြစ်ပါရည်။ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဆူရှိုင်းကကျမဒီပွဲအတွက်သိချာလေးဝစားဆင်ရဖို့ပြင်ဆင်ထားတယ်။အင်ဂျီကတော့အခုချုပ်နေတော့မင်းဘလောက်ထိကြမလဲဆိုတာတော့မသိသေးဘူး။ဒီဇိုင်နာနဲ့တော့အထားတယ်လေ။ကျမထင် တော့300ကျော်လောက်တော့ကြမယ်ထင်တယ်။ဒါကအင်ဂျီဘိုးပဲရှိသေးတယ်။လောဝလက်စားဘိုးတွေတော့မပါသေးဘူး။လောဝလက်စားကလည်းကိုပိုင်းတွေကို ဲဝတ်သွားမှာပါ။ဗရံများတွေကတ်ထားတဲ့ကြောက်ထည်တွေဝတ်မယ်။ဗရံများတစင်စာတံမိုးကပဲကျမထင်တာတော့3000လောက်ကျမယ်ထင်တယ်လို့ပြောလာခဲ့ပါရင်အခုလောက်ထိငွေတွေများကြီးသုံးပြပြီးကယ်ဒမီပေးပွဲတက်ရောက်သွားမှာဖြစ်ပေမဲ့ကယ်ဒမီပေးပွဲမှာသူမရဲ့ fashion တွေကအလန်းဆုံးအထင်ပေါ်ဆုံးဖြစ်မယ်ဆိုတော့ဆူဆိုင်ကတွက်ဆထားတာမျိုးမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူမတဲ့တန်မိုးပုံများအောင်အသုံးပြုပြီးတော့ကန်ဒမီပေးပွဲကိုတက်ရောက်ကြမဲ့သူတွေလည်းအများကြီးရှိနေတာကြောင့်လို့ဆူဆိုင်ကတွက်ဆထားပါရည်။ ဆူရှိုင်းကအခုလိုမျိုးငွေကြေးများစွာကုန်ကြခံပြီးစပွန်ဆာမျိုးဝဲနဲ့ကယ်နမီပေးဝဲတက်ရောက်ဖို့ဆုံးဖြတ်ရတာကတော့သူမကိုယ်သူမဆုချတာပဲဖြစ်ပါရင်သူမလာနေဖို့တွင်အများအားမှာသူမရဲ့ပစ္စည်းအဆောင်ရောင်တွေကဈေးပေါ်မနေဖို့ဆိုတဲ့ဖြူစင်တဲ့ရည်ရွယ်ချက်တွေသာဆူရှိုင်းစီမှာရှိနေတာဖြစ်ပါရင် ။ဆူရှိုင်းကဈေးရန်ကြီးတဲ့ပွဲတက်ချိတ်တွေထဲမှာသူမရဲ့စိတ်ကြိုက်ကိုတတိချာချာရွေးချယ်ဝယ်ယူထားတာဖြစ်လို့လုံကြီးတထဲလေးကိုပဲသိန်းနီယာကျော်လောက်ထိပေးခဲ့ရတာဖြစ်ပါရင်။ဆူရှိုင်းကတော့ဒီယာရီအလုံးတွင်ဘသူစီကမှစပွန်ဆာမြည်ပဲသူမရဲ့ကိုပိုင်ငွေကြေးတွေနဲ့တအကုန်ကြခံစိုက်ထုတ်ပြီးတော့တုံးဆဲတော့မှာဖြစ်ပါရင်။ဒါတော့မှအကယ်ဒမီပွဲပွဲကိုတက်ရောက်မဲ့ဆူရှိုင်းစီမဲ့ကားရဲ့တံပေါ်မပါသေးပါဘူး။ ကားကိုလေဆူရှိုင်းနေနေအနည်းဆုံးတော့3000တောင်ကျော်တဲ့ကားကြီးစီးသွားမယ်ဆိုတာသိကြပါရင်ပရိသတ်များအနေနဲ့ကရောအကယ်ဒမီပေးပွဲတက်ရောက်ဖို့ငွေကြေးများစွာကုန်ကျခံသွားမယ်ဆူရှိုင်းပေါ်ဘလို့မြင်မိကြလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးလို့ရှာပါရဲ့ရှင်အဆုံးထိတရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆယ်လီလီနုပညာရှင်နေနဲ့ပတ်သက်တဲ့အသစ်သစ်သောသတင်းတွေကိုကြည့်ရှုကြနေဆိုရင်တော့ကျမတို့ရဲ့ဘာမဆယ်လီပေးလေးကို like and follow လေးလုပ်ထားပေးဖို့အတွက်လိုပါလိမ့်မယ်နော်